ေးရခင်နဲ့တန်ပေါင်းများစွာတုန်းကကဘာကြီးပေါ်မှာဒိုင်နိုဆောရီရှင်သန်ကျဆားခဲ့ကြတယ်။ကြီးမားတဲ့တောကြီးရဲ့လေကကြောက်တုံးကြောက်ခဲနဲ့ဆောက်ထားတဲ့အတိုက်တစ်ခုထဲမှာဒိုင်နိုဆောဥလေတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ Tyrannosaurus Rex ဒါမှမဟုတ် T-Rex လို့ခေါ်တဲ့အသားစားဒိုင်နိုဆောမကြီးရဲ့ဥကလေးဖြစ်ပါတယ်။ဒီနေ့မှာဥခွန်လေးကချုပ်ကနေမြည်ပြီး အကွဲချောင်းလေးတွေပေါ်လာခဲ့တယ်။မကြာခင်မဲ့ဥရေက T-Rex သားပေါက်လေးတစ်ကောင်တိုးထွက်လာခဲ့တယ်။သူ့အရွယ်စားကတော့အိမ်မွေးခွေးတစ်ကောင်အရွယ်လောက်ရှိပြီးတော့အိမ်တစ်လုံးထပ်ပိုကြီးတဲ့အရွယ်စားရှိတဲ့သူ့အမေနဲ့ရှင်တော့တော်တော်လေးသေးငယ်လာပါတယ်။ T-Rex အမေကြီးဟာမွေးကင်းစား T-Rex လေးလမ်းလျှောက်ဖို့ကြိုးစားနေတာကိုစိုက်ကြည့်နေပါတယ်။ကြည့်နေရင်းက သူ့အကြည့်ဟာရုတ်တရက်အဝေးတနေရာကိုရောက်သွားပါတယ်။ခတ်ဝေးဝေးတနေရာမှာတော့တော်မီလောင်နေပြီးဒိုင်နိုဆောတွေသူတို့ရှိရာပြေးလာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒီရက်စမေကြီးလည်းတစ်ချက်អော်လိုက်ပြီးဦးကောင်းနဲ့ကားပေါက်လေးကိုတွန်းပြီးမီးနဲ့ဝေးရာကိုပြေးဖို့အချက်ပြလိုက်ပါတယ်။ဒီရက်လေးလည်းတဘာဝအရမိခင်ရဲ့ဆိုလိုရင်းကိုနားလည်ပြီး နောက်ကနေတစ်ချက်မကွာ ပြေးလိုက်ခဲ့ပါတယ်။တခြားတိုင်းလူစော်တွေလည်းဝေယုံသုံးကားပြေးလာလိုက်ကြတာသူတို့နဲ့ရောထွေးသွားပါတော့တယ်။တော်တော်ကြာကြာပြေးလိုက်ပြီးတဲ့ချိန်မှာ T-Rex လေးဟာမီးလွတ်ရာကိုရောက်လာခဲ့ပါတယ်။ပတ်ဝန်းကျင်ကိုကြီးလိုက်တဲ့အခါသူ့မိခင်ရောတခြားတိုင်းလူစော်တွေကမတွေ့ရတော့ပါဘူး။သူတကောင်နဲ့တောအုပ်ကြီးရဲ့အလဲမှာရောက်ရှိနေခဲ့ပါတယ်။သူလဲသူမိခင်ကိုအတန်ပေးပြီ တဏီကုံလိုက်ရှာပေးမယ်မတွေ့ပါဘူးဒီ rex လေးကမောပန်းပြီးတော့ကြောက်ကူတစ်ခုထဲမှာအိပ်ပျော်သွားခဲ့တယ်မနဲ့မိုးလင်းတော့သူကဟိုးဒီဒီလိုက်ရှာပေးမယ်လေသူ့မိခင်ကိုမတွေ့ပါဘူးသူလည်းဗိုက်ဆက်စာနဲ့ရှောက်သွားရင်းနဲ့ကန်းစက်တစ်ခုကိုရောက်လာခဲ့တယ်တောင်မြေမှာထူးဆန်းတဲ့တတဝါသေးသေးလေးတွေအများကြီးပြေးလွှားနေတာသူတွေ့လိုက်ရတယ် ူတို့မှာကြီးမားတဲ့ညှက်ပုံစံလက်မကြီးတွေရှိကြတယ်။တော်တော်သမားတဲ့လက်တွေပဲလို့သူတွေးနေမိတယ်။ဒီ rex လေးဟာသူ့လက်တစုံကိုသူပြန်ကြည့်လိုက်မိတယ်။ဘေးကွေးကြုံနေတဲ့သူ့လက်တွေကိုမြင်ရတော့อืมငါမှာတော့သူတို့တွေလိုတန်မာတဲ့လက်ကြီးတွေမရှိဘူးလို့တွေးမိပြီးအားငယ်သွားခဲ့တယ်။တောင်မြေပေါ်မှာသူတွေးရတဲ့အကောင်လေးတွေဟာကနန်းတွေပါ။ T-Rex လေးလည်းအရန်စာလောင်လာတာကြောင့်သူ့ထက်အလွန်သေးငယ်တဲ့ကနန်းတွေကိုသူ့လက်နဲ့လိုက်ဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဖမ်းလို့မမိပါဘူး။သူထက်ခါထက်ခါကြိုးစားပေမဲ့သူ့လက်ကလေးတွေကမတန်မာတာကြောင့်မဖမ်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့တချိန်မှာကနန်းတစ်ကောင်ကိုသူ့ချစ်ရောင်နဲ့တက်နေမိသွားပါတယ်။သူလဲစာလောင်နေတာကြောင့်မပြေးနိုင်တော့တဲ့ကနန်းကိုပါးစပ်နဲ့လှမ်းကြိုက်ပြီးဝါစာပလိုက်ပါတယ်။ ဒီတခါတော့ကနန်းကိုဘလို့ဖမ်းမလဲဆိုတာသူနားလေသွားပြီးဘိုက်ပြေတဲ့အချိန်ခန်းကြီးမှာကနန်းတွေကိုဖမ်းဆားနေလိုက်ပါတယ်အချိန်တန်ကြာတော့ပင်လေတဲ့ကကြောက်စရာအတန်ကြီးတန်ကြားလိုက်ရတယ်ပင်လေရေတွေဝေါ်ကနေလှူရှာလာပြီးဝေလံငါးလောက်ကြီးတဲ့ရေတရဝါကြီးတစ်ခေါက်ကန်းကြီးကကြောက်ဆောင်တစ်ခုပေါ်ကူးခတ်လာတာတွေ့လိုက်ရတယ် D-Rex လေးတဲ့ ချောက်လန့်တရားနဲ့ချောက်ကမ်းမတွေကပြေးပြီးပုံလိုက်ရပါတယ်။သူတွေးလိုက်ရတာတော့ပုတ်တင်ကြီးလိုခြေတွေလက်တွေရှိပြီးကြီးမားတဲ့ပါးစပ်မေးရိုးနဲ့အစွဲတွေရှိတဲ့မိုးဆဆောလို့ခေါ်တဲ့ရေပြင်သားရဲကောင်ကြီးပဲဖြစ်ပါတယ်။ဝေလာငါးကြီးတကောင်လောက်ကြီးမားပြီးတမ်မာလာတဲ့အေယာမရေရဲ့အမိကြီးတစ်ခုလည်းရှိတယ်။ အဲ့ဒီအမိကြီးရဲ့အားနဲ့ကုခတ်လိုက် ရေထဲကဘဒ္ဒဝါမှသူ့လက်ကမလွတ်အောင်ဖမ်းဆီးနိုင်ပါတယ်။ T-Rex လေးကကြည့်ရင်နဲ့ကြောက်လန့်လာပြီးတောအုပ်ဘက်ကိုပြန်ထွက်လာခဲ့တယ်။လမ်းမှာလဲဘုဇာသောတ္တဝါကြီးရဲ့တတ်မာဘုံကိုပြန်မြင်အောင်ပြီးတော့သူ့ရဲ့သေးငယ်လာတဲ့လက်ကလေးတွေကိုကြည့်ကအားငယ်နေပါတော့တယ်။သူကလမ်းလျှောက်လာရင်းနဲ့တစ်ပင်တွေကြားကမြေကွက်လက်လေးတစ်ခုမှာ feather sea raptor အကောင်20လောက်တားကောင်ကိုကိုက်ဖြတ်စားတောက်နေတာတွေ့လိုက်ရတယ်။ feather sea raptor တွေကအုပ်စုဖွဲ့ပြီးအမဲလိုက်တဲ့အကောင်တွေဖြစ်ပြီး အရွယ်စားကတော့ငှက်ကလေးအုပ်တွေလောက်ရှိကြတယ်။သူတို့ဟာညံကောင်းပြီးပူပေါင်းလှုပ်ဆောင်တဲ့ဒိုင်နိုဆောမျိုးနွယ်စုဖြစ်တယ်။အလွန်ဖြတ်လက်ပြီးအပြေးလဲတန်ကြတယ်။အစာစားနေကြတဲ့အကောင်တွေဟာမကြခင်မှာပဲစားစရာကောင်းသွားပြီး တော်ရဲကိုပြေးဝင်ပြောက်ွယ်သွားကြပါတယ်။ T-Rex လေးကသူ့ထက်အရွယ်စားနည်းနည်းပဲကြီးတဲ့ Velociraptor တွေကိုကြည့်ပြီးသားကောင်ကြီးကြီးကိုဖမ်းဆားနိုင်တဲ့သူတို့ရဲ့စွမ်းရည်ကိုအထင်ကြီးတာသူ့ကိုယ်သူပိုပြီးအားငယ်လာပါတယ်။ဒီလိုနဲ့ဟိုးဒီဒီလျှောက်သွားရင်ခေါင်းမှာကြီးမားဒုက္ခနဲ့ဒိုင်းကြီးတစ်ခုနဲ့ဥချိုကြီးတုံးမှုပါတယ်။ triceratops တတဝါကြီးတွေနဲ့တွေ့ပြန်ပါတယ် triceratops တွေက velociraptor တွေထက်၄စားလောက်ပိုမိုကြီးမားပြီးဒုက္ခံတမာတဲ့တတဝါတွေဖြစ်ကြတယ်သူတို့ကအုတ်စုမှာခေါင်းဆောင်နေရာလူတဲ့အခါမျိုးမှာကြမ်းကြမ်းတန်းတိုက်ခိုက်တတ်ကြပေမဲ့ပုံမှန်အခြေအနေမှာတော့တီးရွက်တွေပဲစားတော့ကြတဲ့တတဝါတွေဖြစ်တယ်ဒီ rex လေးလဲသူတို့လိုဥကြိုတွေဒိုင်းကာတွေ သူ့မှာမရှိတဲ့အတွက်အားငယ်ပြီးထွက်လာခဲ့ပြန်ပါတယ်။ဒီလိုနဲ့လျှောက်သွားရင်အလွန်ကျယ်ပြန့်တဲ့မြခင်မြင်းကြီးတစ်ခုရောက်တော့တောင်ကြီးတစ်လုံးစာလောက်ကြီးမားတဲ့လက်ပင်ရှည်ကြီးနဲ့ဒိုင်နိုဆောကြီးတစ်ကောင်တွေ့ရပြန်တယ်။အဲဒီတရဝါကြီးကတော့ Diplodocus လို့ခေါ်တဲ့အရွယ်စားကြီးမားဆုံးဒိုင်နိုဆောကြီးဖြစ်တယ်။လက်ပင်ရှည်ကြီးနဲ့အမီးရှည်ကြီးတွေရှိပြီးတော့အရွယ်ရောက်ပြီးသား D-Rex တွေထက် နှစ်ဆလောက်ပုံမူကြီးမားပါတယ်။ Diplodocus သတ္တဝါကြီးဟာသစ်ပင်တွေကိုကိုက်ဖြတ်စားတော့ပြီးလဲဖြိုနိုင်အောင်တန်မာပါတယ်။ T-Rex လေးလည်းအစမတန်ကြီးမားတဲ့သတ္တဝါကြီးကိုအားချမိပြန်ပါတယ်။ T-Rex လေးဟာဆက်လျှောက်သွားနေရကနေရုပ်တရက်လဲချသေးဆုံးနေတဲ့ဘဲနှုတ်သီးလိုပုဇံမျိုးရှိပြီးလေးဘက်ထောက်သွားတဲ့ဒိုင်နိုဆောကြီးတစ်ခုကိုတွေ့လိုက်ရတယ်။သူလည်း အာရဝန္တာဖြစ်ပြီးဒေဆုံးနေတဲ့ဒိုင်နိုဆောကြီးကိုကိုက်ဖြတ်စားတော့ပါတော့တယ်။သူကစားကောင်းကောင်းနဲ့စားနေရုပ်တရက်ကောင်းကင်ကြီးကမောင်းမဲသွားပါတယ်။သူလည်းကြောက်ပြီးကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါအေယာမဒိုင်နိုဆောငှက်ကြီးတကောင်ပြန်တန်းလာတာကိုတွေ့လိုက်ရတယ်။ငှက်ကြီးကစားစရာတွေ့လို့မြေပြင်ကိုဆင်းလာတာဖြစ်တယ်။ဒီရက်စ်လေးလည်းကြောက်လန့်ကြားနဲ့ထွက်ပြေးပြီး တစ်ပင်နောက်မှာဝင်ပုံနေလိုက်ရတယ်။ငှက်ကြီးဟာလူတရက်လောက်ရှိတဲ့နှုတ်သီးကြီးရှိပြီးတော့ခြုံထက်တဲ့ခြေသေးတွေတောင်မှန်တွေရှိပါတယ်။အတောင်မှန်ဖြတ်မိတိုင်းအရှိဟာအရွယ်ရောက်ဒီရက်စ်တစ်ခေါင်လောက်ရှိပါတယ်။သူကတော့ဒီရိုဆောလို့ခေါ်တယ်။ကောင်းကင်ရဲ့ဘုရင်အသက်မာဆုံးဒိုင်နိုဆောငှက်မျိုးဖြစ်ပါတယ်။တယ်ရိုဆောငှက်ကြီးဟာဒိုင်နိုဆောအသေးကောင်ကိုတခဏအတွင်းမှာပဲထိုးစိတ်စားတော့လိုက်တာ ဘာမှမကျန်တော့ပါဘူးဒီ rex လေးလည်းငှက်ကြီးကိုအားကျနေမိပြန်ပါတယ်ဒီလိုနဲ့ဒီ rex လေးဟာကန်းကြီးမှာကနန်းတွေကိုဖန်ဆားလိုက်ဒိုင်နိုဆောအသေးတွေတွေ့ရင်စားလိုက်တယ်တဖြည်းဖြည်းကြီးထွားလာပါတယ်တနေ့မှာသူဟာတော်ရဲလျှောက်သွားနေရင်ရင်းနေတဲ့အတန်တတန်ကိုချလိုက်ရတယ်အဲ့ဒါကတော့သူ့မိရဲ့အတန်ပဲဆိုတော့သူမှတ်မိလိုက်တယ် ဒီ rex လေးကဝန်တာသွားပြီးတန်လာရဘက်ကိုပြေးသွားပါတော့တယ်။ကံကောင်းစွာပဲတာမီနီယာဟာပြန်ဆုံတွေ့ခဲ့ကြတယ်။ဒီ rex လေးကသူ့အမေကိုတွေ့တော့သူတွေ့ခဲ့ရတဲ့ဆန်အားကြီးပြီးတန်မာတဲ့ဒိုင်နိုဆောတွေအကြောင်းကိုပြန်ပြောပြပါတယ်။သူ့မှာကြတော့သေးငယ်တဲ့လက်ကလေးတွေပဲရှိတဲ့အကြောင်းကို ဝန်းနေစွာပြောပြပါတယ်။အဲဒီခါမှာမေကြီးကဒီမှာငါသား ငါတို့ D-Rex တွေဟာဒီတတော်လုံးမှာအတန်မာဆုံးနဲ့ညံအကောင်းဆုံးဒိုင်နိုဆောမျိုးစိတ်ဖြစ်တယ်။ငါတို့မှာတန်မာတဲ့ခြေထောက်တွေခြေသေးတွေလည်းရှိသလိုကြီးမားတဲ့ဥကောင်းနဲ့ခြုံထက်တဲ့သွားတွေလည်းရှိတယ်။ပြီးတော့တခြားဒိုင်နိုဆောတွေထက်အတိညာန်ပိုကောင်းကြတယ်။ဒါကြောင့်သေးငယ်တဲ့လက်ကလေးတွေရှိတာအရေးမကြီးပါဘူး။ငါတို့ရဲ့အားသာတဲ့အချက်တွေကိုပဲ ဒီတိချာချာအသုံးချနိုင်အောင်လေ့ကျင့်မှုလိုတယ်လို့အားပေးစကားပြောပြီးတော့ဒါမီနှစ်ယောက်အတူတူမဲလိုက်ကြပါတယ်သူတို့ဟာတကောင်ကတနေရာမှာ ပုံအောင်ဆောင်းတိုင်းနေပြီးတော့ကြံတကောင်ကဒါကောင်အုပ်ကို၆လမ်းမောင်းထုတ်လိုက်တဲ့အခါအနီးရောက်လာတဲ့ဒါကောင်ကိုပုံအောင်နေတဲ့အကောင်ကလွယ်လွယ်ကူကူဖမ်းဆီးလိုက်နိုင်ပါတယ်အရွယ်ရောက်လာတာနဲ့မြတ်ရခင်ကသူ့အထင်ကြီးခဲ့တဲ့ ဒိုင်နိုဆောတွေထဲလည်းပြက်လက်တက်လာခဲ့တယ်။နောက်ဆုံးတော့ T-Rex လေးဟာသူ့ရဲ့သင်းငယ်တဲ့လက်ကလေးတွေကို view site ကြမလို့တော့ပဲတော်ဦးကြီးရဲ့ဘေးရင်ဖြစ်လာပါတော့တယ်။